အားလုံးပဲမင်္ဂလာပါခင်ဗျာ Hydropower in မြန်မာကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့ပြည်စုံအောင်ပါဒီတစ်ခါဗီဒီယို series မှာတော့ကျွန်တော်တို့တွေကလျက်စစ်တွေ motor တွေမလိုပဲနဲ့ရေတင်လို့ရတဲ့ပစ္စည်း ramp တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့သူရဲ့ PO ချက်တွေတိဆောက်တဲ့ပုံစံတွေအလောလောတဲ့ပုံစံတွေကိုကျွန်တော်တို့ကညွှန်ပြမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီဗီဒီယိုလောက်ရတဲ့ UI ချက်ကတော့ကျွန်တော်ရဲ့တငယ်ချင်းနဲ့မိတ်ဆွေအနေနဲ့ဒီရဲ့ ramp ကိုတိဆောက်တဲ့အခါမှာ ကက်ခဲတွေမျိုးမျိုးတွေ့ရတဲ့ဇာတ်ကိုကျွန်တော်တွေ့ရလို့ပါဆိုတော့ဒီ random ကိုတိစောက်တဲ့အခါမှာဟိုရေတွေကကိုတင်းနေစီကိုရောက်လာတာမျိုးတွေနောက်တစ်မျိုးကကြတော့ဟိုကိုမျှော်မှန်းထားတဲ့လောက်ရေထွက်လာတာမျိုးတွေပေါ့နော်အဲ့လိုကက်ခဲတွေတွေ့ရရမလို့ကျွန်တော် video ဒီ video ကိုလောက်ရခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဒီ video ကိုအဆုံးထိကြည့်ရှုသွားပြီဆိုလို့ရှိရင်တော့ random တစ်ခုကိုတိစောက်တဲ့အခါမှာဒီဘလောက်ထွက်မလဲဆိုတာကိုကိုယ်တိုင်မှန်းဆလို့ရမှာဖြစ်ပါတယ်ခင်ဗျာ နောက်ပြီးတော့မှဒီ run bump လောက်တဲ့ခါမှာအလုပ်လုပ်တဲ့ခါမှာအပြည့်နာစာရေးရှိတဲ့ခါမှာလည်းကိုယ်ကိုယ်တိုင်းရှာဖွေနိုင်မယ်ပြီးရင်ဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုတာကိုသိကြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကိုယ်တိုင်းနမူနာအနေနဲ့တိောက်ထားတဲ့ run bump ကိုကြည့်နေတာဆိုလို့ရှိရင်လည်းကျွန်တော် description ထဲမှာ link လေးထည့်ပေးထားပါတယ်เนาะဟုတ်ကဲ့ဒါဆိုလို့ရှိရင်စာလိုက်အောင်ဟုတ်ကဲ့ကျွန်တော်ပထမဆုံးအနေနဲ့သိရမှာကတော့ run bump ကိုတိောက်တဲ့ခါမှာအခြေခံအကြုံဖြစ်တဲ့ စွမ်းအင်ဟာပုံစံတစ်ခုကနေတစ်ခုကိုပြောင်းလို့ရတယ်ဆိုတဲ့အချက်လေးကိုကျွန်တော်တို့သိဖို့လိုပါတယ်။ဆိုတော့ဆိုင်ကယ်တစ်စီးကဒီလူတွေကိုတင်ပြီးတော့မှရွေးလျားဖို့ဆိုလို့ရှိရင်တော့သူ့မှာစွမ်းအင်လွယ်ပါတယ်။ဆိုတော့ဒီစွမ်းအင်ကိုသူဘယ်ရလဲဆိုလို့ရှိရင်သူ့ထဲမှာရှိတဲ့အလောင်းစာစီကနေပြီးတော့မှရပါတယ်။အလောင်းစာစီမှာဓာတုစွမ်းအင်ရှိတယ်ပေါ့နော်။ဆိုတော့ဒီအလောင်းစာစီကိုကျွန်တော်တို့တွေကဟိုလောင်ကျွမ်းပြီးတော့မှပောက်ကွဲလိုက်ပြီးဆိုလို့ရှိရင်တော့ငကိုရှိတဲ့ဓာတုစွမ်းအင်ကနေပြီးတော့မှအပူစွမ်းအင်ကိုပြောင်းမယ်။အပူစွမ်းအင်ကနေပြီးတော့မှဆက်စွမ်းအင် ဆက်စွမ်းအင်ကနေပြမှာနောက်ဆုံးဒီအရွေးစွမ်းအင်စီကိုပြောင်းလာမယ်ပေါ့နော်ဆိုတော့ပြောချင်တာစွမ်းအင်ပုံစံတစ်ခုကနေပြမှာတစ်ခုကိုကိုလိုတယ်လို့ပြောင်းယူလို့ရနိုင်တယ်ပေါ့နော်ဆိုပို့ပြီးတော့မှတော့မရနိုင်ဘူးရော့ပြီးတော့မှပဲရမယ်ဘာကြောင့်လဲဆိုလို့ရှင်ကြားထဲမှာဆုံရှုံမှုတွေရှိတာကြောင့်မို့လို့ပေါ့နော် random ကလည်းဒီလိုပါပဲသူပါဆိုလို့ရှိရင်ရေမှာရှိတဲ့ဒီကိုပိုင်အတီစွမ်းအင်ကိုသူကအသုံးပြုပြီးတော့မှဒီရေကိုပဲဟိုပုံမြင့်တဲ့နေရာစီကိုတင်ပေးတာဖြစ်ပါတယ်ဆိုတော့ နောက်တစ်ခုကကြတော့ဒီစွမ်းအင်ပမာဏတစ်ခုကိုအခြားစွမ်းအင်ကိုပြောင်းလိုက်မယ်ဆိုလို့ရှိရင်တော့ဒီငကိုပမာဏထက်နည်းနည်းလေးညော့နေပြီးတော့မှပဲပြောင်းလို့ရတယ်ဆိုတော့သိရမယ်ပေါ့နော်ဆုံးရှုံးမှုလေးတွေရှိတယ်ဆိုတာပေါ့နော် random ကိုလေ့လာတဲ့အခါမှာကျွန်တော်တို့သိရမယ်အကြောင်းအရာ၄မျိုးရှိပါတယ်ဒီဟာကတော့ potential energy အတီစွမ်းအင် kinetic energy အရေးစွမ်းအင် flow energy PR ပုံစံရှိတဲ့စွမ်းအင် ပေါ့နော်နောက်တစ်မျိုးကကြတော့ဆိုတော့အတီစွမ်းအင်ကိုပြောမယ်ဆိုလို့ရှိရင်တော့ အမြင့်တနေရာမှာရှိတဲ့အရာဝတ္ထုတိုင်းမှာအတိဆိုင်ရဆိုတာရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတိဆိုင်ပမာဏဘယ်လောက်ရှိလဲဆိုတာကိုသိချင်ရင်တော့ကျွန်တော်တို့ကသူ့ရဲ့အရာဝတ္ထုရဲ့ direct true ရဲ့ညီဆွဲအားကြောင့်ဖြစ်လာတဲ့အချိန်ရဲ့အရာဝတ္ထုရဲ့အမြင့်ရဲ့ပေါ့နော်အဲ့ဒီ၃မျိုးကိုကျွန်တော်တို့ကမြှောက်ပြရပါတယ်ဆိုပါစို့ဒီရဲ့ရေတန့်ဘူးတဘူးလေးပေါ့နော်ဒီတဘူးဟာ1 kg လေးရဆိုပါစို့ဒါရေတန့်ဘူး2ဘူးဆိုတော့1 kg လေးချိန်ရှိတယ်အမြင့်အားဖြင့်ကကျတော့1မီတာမြင့်မှာရှိရဆိုတော့ကျွန်တော်တို့ရဲ့ဟိုအတိဆိုင်ကိုတွက်လို့ရပါပြီ တော့အဒီဇိုင်းလို့ကျွန်တော်ရှိရင်တော့သူရဲ့ drug ထုဖြစ်တဲ့2 kg ရယ်အမြေဆွဲရှင်ဖြစ်တဲ့30ရယ်နောက်တစ်ခုကအမြင့်အမီတာရုံညှောက်လိုက်မှဆိုလို့ရှိရင်20ကျိုးရပါတယ်သူနည်းလကောင်းမယ်ဒီညာဘက်ရှမ်းမှာဆိုလို့ရှိရင်လည်းရေတန့်မှုတခုအမြင့်အားဖြင့်မှာကျတော့2မီတာမှာရှိတယ်သူရဲ့စွမ်းရည်ကိုတွက်မယ်ဆိုလို့ရှိရင်လည်းသူရဲ့ drug ထုကကျတော့1 kg ရှိမယ်မြေဆွဲချိန်ကကျတော့30ရှိမယ်။သူရဲ့အမြင့်ကကျတော့2မီတာဆိုတော့နှစ်ထည့်လိုက်မယ်ဆိုရင်20ကျိုးပဲရပါတယ်။ ဆိုတော့ဒီပုံနှစ်ပုံကိုရှင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ဆိုတော့ဒီမှာကအမြင့်က10မီတာပဲရှိတယ်ဒီမှာကအမြင့်2မီတာရှိတယ်အမြင့်အဖြစ်က20ဆကွာချားတယ်ပေါ့နော်ဆိုတော့ပမာဏအဖြစ်ကိုကြည့်မယ်ဆိုရင်ဒီဘက်ကရေတန့်2ခုရှိတယ်ဒီဘက်ကရေတန့်2ခုပဲရှိတယ်ပေါ့ဆိုတော့အဲ့နှစ်ခုကစွန့်ရင်သွားပြီးတော့မှဒူညာကိုတွေ့ရတယ်ဆိုတော့တမီတာမှာအမြင့်မှာရှိတဲ့ရေတန့်2ခုဒီ2မီတာအမြင့်မှာရှိတဲ့ရေတန့်2ခုနဲ့တွဲပြီးတော့စွန့်ရင်ညီမျှတယ်ပေါ့ဒါဆိုကျွန်တော်တို့ကဒီစွမ်းအင်ကို ီဘက်ကစွမ်းရည်ကိုဒီဘက်ကစွမ်းရည်အဖြစ်ကိုပြောင်းလို့ရတယ်ပေါ့နော်ဆိုတော့ရေတံတဘူးကိုဒီပေါ်ကိုရွှေ့ကျင်နေဆိုရင်ရွှေ့လို့ရတယ်ဒါပေမဲ့တဘူးပဲအပေါ်ရောက်တော့မယ်ကြံတဘူးကကြတော့ဒီအောက်မှာစုံချုံတော့မယ်ပေါ့နော်အဲ့လိုတဘောမျိုးပါပဲဒီအရကိုပို့ပြီးတော့မှမြင်တောင်ပြမယ်ဆိုရင်ဒီမှာတောင်နှစ်တောင်ရှိမယ်ပိုနှိမ့်တဲ့တောင်ရယ်ပိုမြင့်တဲ့တောင်ရယ်တော့ဒီပထမတောင်ကပေတရာမြင့်နေဆိုပါစို့ဒုတိယတောင်တောင်ကကြတော့ပေ200မြင့်နေဆိုပါစို့ဒီမှာဆိုရင်ဒုတိယတောင်မှာဆိုရင်1 kg ၄တဲ့အလေးချိန်ဒီ ဒီအောက်ကပီတီအာမြင့်တဲ့တောင်ရဲ့2ကီလိုဂရမ်ရေလေးချိန်ရမှရှိတဲ့အစွမ်းရည်နဲ့အတူတူပဲဒီတဘောတရားကအရှိယပုံစံနဲ့ကအတူတူပါပဲဒါကျွန်တော်တို့ကရေတင်မှုအတွက်နီလန်စပြီးတော့မှချင်းကတ်တာဖြစ်ပါတယ်ပီတီအာမြင့်တဲ့တောင်ပေါ်မှာရေ2ကီလိုဂရမ်လေးချိန်ရှိတယ်ဆိုရင်ပေ200တောင်ပေါ်ကိုရောက်ချင်တယ်ဆိုရင်သူက1ကီလိုဂရမ်ပဲကျန်လာတော့မယ်ဟုတ်ကဲ့ဒီဟာလေးကတော့ ဒီနေရာတွေကတော့ဒါတောင်အလယ်မှာရှိတဲ့ဟိုရေထွက်ရေထွက်တဲ့နေရာလေးပေါ့နော်ချောင်းလေးပေါ့နော်ဆိုတော့ဒီရေကိုကျွန်တော်ကဒီတောင်ထိပ်ကိုတင်းနေလဲဆိုရင်ဒီရေဖီနှုံးရဲ့တဝက်တော့တောင်မဟုတ်ရောက်နိုင်ပါလေပြည့်ရတော့မရောက်နိုင်ဘူးပေါ့နော်တဝက်ကဆုံဆုံသွားမယ်တဝက်ကတော့တောင်မဟုတ်ရောက်နိုင်ပါလေဆိုတော့ရေစီနှုံးကိုကျွန်တော်တို့သိကျင်တော့ဟိုဂါလန်မုံထဲမှာထည့်ပြီးတော့မှအချိန်မှတ်လို့ရပါတယ်ဒါဆိုလို့ရှိရင်ရေစီနှုံးကိုသိလို့ရနိုင်တယ်ပေါ့နော် ဒီပုံဟာဆိုလို့ရှိရင်တော့ဒီ random design ဆက်ဖို့အတွက်အသိကိုရေးပါတဲ့ပုံလေးဖြစ်ပါတယ်။ဒါတွေကပင်မရေးထွက်ပေါ့နော်။ PDR မြင့်နေပါပေါ့နော်။ PDR မြင့်နေတဲ့မှာရေးစီးနှုန်းအဖြစ်က10မိနစ်ကို30ကလန်စီးတယ်ဆိုပါစို့။စစောကကျွန်တော်ပြရတဲ့ဗီဒီယိုမျိုးလို့ပေါ့နော်။10မိနစ်ကို30ကလန်စီးတဲ့ဒီပင်မရေးထွက်ရှိတယ်ဆိုပါစို့။အဲဒီရေကိုကျွန်တော်တို့သူ့ထက်ပုံမြင့်တဲ့တောင်ပေါ်ကိုတင်မယ်ဆိုရင်ထားသူ့ရဲ့အမြင့်ကပင်200ရှိတယ်ဆိုပါစို့။အဲဆိုအမြင့်အဖြစ်က2ဆကွာရာဖြစ်တော့တဲ့ကြောင့်မလို့ ရေထွက်နှောင်းက10မိနစ်ကို10ခါနဲ့မရတော့ဘူးね10မိနစ်ကို9ခါလန်ကတော့တောင်မို့ရောက်နိုင်တယ်ပေါ့နော်ဒါဆုံးရှုံးမှုမထက်ချက်မတွက်ထားပါဘူးဒါဆုံးရှုံးမှုထက်တွက်ရင်တော့10မိနစ်ကို9ခါလန်တော့မရောက်တော့ပါဘူးတိကျနေဖို့ပဲရှိမှာပေါ့နော်ဆိုတော့ကျန်တဲ့9ခါလန်ကတော့ဒီဒီအောက်ဒီအောက်ထက်မှာပဲဒီမှာဆုံးရှုံးတော့မှာပေါ့နော်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဟိုရေဘယ်လောက်ထမလဲဆိုတာကိုခန့်မှန်းနေလို့ရှိရင်ဒီ equation လေးရှိပါတယ်ဆိုတော့ရေတင်မဲ့နေရာမှာရှိတဲ့ရေစီးနှောင်းပါเนาะဒီရေစီးနှောင်းကိုသိရင်လည်းဆိုရင်တဲ့ ဒီပင်မရေထွက်ရေစီးနှုံးကိုကျွန်တော်တို့ကအချိုးလေးနဲ့မြှောက်ပြရမယ်။ဘာချိုးလဲလို့ပြောရရင်တော့ဒီပင်မရေထွက်ရဲ့အမြင့်ရဲ့ကိုရေတင်ရင်တဲ့နေရာရဲ့အမြင့်ရဲ့နှစ်ခုရဲ့အချိုးပါ။အဲ့နှစ်ခုမြှောက်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကျွန်တော်တို့ရေတင်ရင်တဲ့နေရာမှာရေဘယ်တော့ထွက်မလဲဆိုတာကိုခံမှန်းလို့ရပါမယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီအမြင့်တွေကိုတိုင်းတာဖို့တော့လိုအပ်တယ်ပေါ့နော်။တိုင်းတာရင်ဒီစနစ်တွေတော့ကျွန်တော်နောက်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ထည့်ပြပါမယ်။ဆိုတော့အတိတ်ကလိုရင်းတို့ရှင်းပြမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ကဟိုအမြင့်နှစ်ဆပုံမြင့်တဲ့နေရာကိုကျွန်တော်တို့ရေတင်ခြင်းရေက အများဆုံးကတော့ဝက်ဖျက်ရမယ်ပေါ့နော်ကျန်တဲ့တော့ဝက်ကကျတော့ဆုံချုံသွားမယ်မြင်းနှစမဟုတ်ဘူးအမြင်၃ဆပုံမြင်းနဲ့နေရာစီကိုရေတင်းနေတဲ့ဆိုရင်ရေကတော့၃ပုံပုံတစ်ပုံပဲရတော့မယ်ကျန်တဲ့၃ပုံပုံနှစ်ပုံကတော့ဆုံချုံနေတဲ့မှာပါတော့မယ်ပေါ့နော်ဟုတ်ကဲ့ဒါတော့ဆိုလို့ရှိရင်တော့ဒီရဲ့အတီဆွမ်းအကြောင်းနားလည်လောက်ပြီးလို့ထင်ပါတယ်ဆိုနောက်ထပ်ဗီဒီယိုတွေမှာတော့ကျွန်တော်ကဒီရဲ့ rabam တခုတိဆောက်တဲ့ပုံစံရဲ့ဘယ်လိုမျိုးအလောက်လောက်တလဲဆိုတာကိုကျွန်တော်ပေါ်ပြမှာဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်ဗီဒီယိုလေးတွေကိုမလွတ်တမ်းကြည့်ရှုဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်